င်္ဂလာပါဒီနေ့သင်ခန်းစာလေးကတော့ Pro 2သုံးဆွဲသူများအတွက်မတိမဖြစ်သိရမယ့်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ Edit မှု၄မျိုးအကြောင်းဖြစ်ပါတယ်ဒီ Edit မှု၄ခုဟာအပေါ်ပါတန်းရဲ့ထိပ်ဆုံးမှရှိပါတယ် Shuffle မှု Slip မှု Spot မှု Grip မှုလို့ဖြစ်ပါတယ် Keyboard ကခလုတ်တည်နေဆိုရင် F1 Shuffle မှု F2 Slip မှု F3 Spot မှုနဲ့ F4 Grip မှုဖြစ်ပါတယ် Grip မှုမှာတော့သူကနှစ်ခုမျိုးရှိပါတယ် ရိုးရိုး grip move နဲ့ related grip move ဆိုပြီးတော့နှစ်မျိုးရှိပါတယ် shortcut အနေနဲ့တော့ကျွန်တော် computer keyboard ကနေ F4 ကိုနှိပ်ရင် right click နှိပ်ရင် grip move နောက်တစ်ချက်နှိပ်ရင် related grip move ဖြစ်ပါတယ်အရင်ဆုံး shuffle move shuffle move ဆိုတာကတော့တန်လိုက်လိုပဲပေါ့ရှေ့ရ file ကို knock off file ကပြေးကပ်ပြီးတော့တိဆက်ဆက်တဲ့တူးဖြစ်ပါတယ်ဥပမာကျွန်တော်ဒီ file ကိုဒီ bbox ဆိုတဲ့ file ကို အောက်က file ရဲ့နောက်မှာဆက်မယ်ပေါ့ဆက်မယ်ဆိုရင်ဒီ shuffle move on ထားမှာဆိုရင်ကျွန်တော်လွှွှေ့လိုက်လို့ရှိရင်သူကတိတ်ပြီးဆက်ပါတယ်ခွာလို့မရဘူးသူက auto ပြေးကတ်တာပေါ့နော်ဥပမာကျွန်တော်တို့ခုခုကိုဖြတ်လိုက်မှာဆိုရင်လည်းသူကနောက်က fan shift fan ကိုပြေးကတ်มาဖြစ်ပါတယ်ဥပမာကျွန်တော်ဒီမှာဖြတ်ပြမယ်ကျွန်တော် delete နှိပ်လိုက်မယ်ဒီမှာနောက်က fan shift ကိုပြေးကတ်သွားပြီအဲ့လိုမျိုးပါဒီ shift မှာကျွန်တော်တကယ်လို့ခောက်တာမျိုးပေါ့နော် scrubber tool နဲ့လိုခောက်မှာဆိုရင်လည်းသူက shift ကိုပြေးကတ်ပါတယ်သူကနောက်ကိုရွှေ့လို့မရဘူး ရှေ့ဖိုင်မှာပဲပြီးပြီးပြီးကတ်တာပါအသုံးတော့နည်းပါတယ်ဒါတိထားမှာမလို့ပါနောက်ကျွန်တော်တို့သိရမှာက F2 slip မှု slip မှုကတော့ဘီကိုက်ဘားကိုက်မဟုတ်ဘဲနဲ့ကိုရွှေ့ကျင်တဲ့နေရာကိုအလွယ်တကူရွှေ့လို့ရတဲ့ဟာမျိုးပါကျွန်တော်တို့ record ဖမ်းထားတဲ့ file လေးကိုအတံမရှိတဲ့နေရာတွေမှာကျွန်တော် noise တွေပါလာတဲ့ဟာတွေဖက်တောက်တဲ့ခါမျိုးမှာဒီကောင်ကအသုံးဝင်ပါတယ်လွတ်လွတ်လပ်လပ်ပေါ့နော်ပြီးကြိုက်ဘာကြိုက်ပုံပဲတော့မှကျွန်တော်တို့လူဆက်လက်လုပ်မယ်လုပ်ပြီးတဲ့ဟာကိုဖြတ်လို့ရမယ်ဒီလိုမျိုးပေါ့ ရွှေ့ရင်လည်း तू ကကိုရွှေ့ကျင်တဲ့နေရာကိုလွတ်လွတ်လပ်လပ်ရွှေ့လို့ရတယ်။ဘယ်နေရာမှာထားကျင်လဲထားကျင်တဲ့နေရာမှာထားလို့ရတယ်။ဒီလိုရွှေ့ကျင်တဲ့အခါမျိုးမှာ sleep mode ကိုသုံးပါတယ်။တော်တော့အချုံအနောင်မရှိဘူးပေါ့။လွတ်လပ်လပ်ကိုထားကျင်တဲ့နေရာမှာထားလို့ရတယ်။ဒီကောင်ဆွဲပြီးတော့ကျွန်တော်ဒီနေရာမှာသွားထားမယ်ဆိုလဲဒါထားလို့ရတယ်လွတ်နေတယ်။ကျွန်တော် shuffle မှုလို့ပြေးကတ်တာပဲမရှိဘူး။ကျွန်တော်ပုံမှန်အတန်ဖန်ထားတဲ့ဖိုင်တွေဆိုရင်ဒီလိုကြားလွတ်နေတဲ့နေရာတွေက noise တွေရှိတတ်တယ် အဲ့ဒါတွေကိုကျွန်တော်ကတန့်ရှင်းလုပ်ပေးရတယ်အဲ့လိုခါမျိုးမှာကျွန်တော်ဆက်လက်လုပ်ပြီးတော့ delete နှိပ်လိုက်တယ်ပေါ့ဒီလိုနေရာမျိုးတွေအတွက်အသုံးဝင်ပါတယ်နောက်တစ်ခုကတော့ spot move ပါ F3 ဒီ spot move on ထားပြီးတော့ကျွန်တော်ဒီကောင်ခောက်လိုက်မယ် sorry ဥမာဒီ file လေးကိုကျွန်တော် ခောက်လိုက်မယ်ခောက်ပြီးတော့ spot move on လိုက်မယ်ဒီကောင်ကျွန်တော်နှိပ်လိုက်မယ်ဒီမှာဆိုရင် तू อ่ะ သူ့ရှိတဲ့နေရာကိုပြပါတယ်1ဘာရဲ့59000မှာပါ n ကတော့2 20 434မှာဒီအောင်ကျွန်တော်ကဘယ်နေရာကိုရွှေ့ကျင်လဲရွှေ့ကျင်တဲ့နေရာကိုရွှေ့လို့ရပါတယ်ဥပမာဒီကောင်းကိုကျွန်တော်00ပြောင်းလိုက်မယ်နောက် OK နှိပ်လိုက်ရင်ဒီကောင်းကဒီ1ကိုရောက်သွားပါလိမ့်မယ်အဲ့လိုဟာမျိုးမှာသုံးဆွဲလို့ရတယ်ကျွန်တော်ဒီလိုရွှေ့ရခါမှာ minute second ဆိုပြီးတော့ပေါ်နေတယ်ကျွန်တော်က p guy ဘာ guy ရွှေ့ကျင်တဲ့ခါဆိုရင်အပေါ်မှာ ဘာပီးဆိုပြီးရှိတယ်ဒီကောင်လေးကိုရွေးထားလို့ရတယ်နောက်ဆိုရင်သူကကွက်တီရွေးมาဖြစ်ပါတယ်ဒီခါလေးမှာကျွန်တော်တို့ကအဲ့ဒစ်လို့ရင်မှားရွှေ့မိတယ်ဗောဗျာဒီကောင်ကိုထားပါတော့ဒီကောင်ကိုကျွန်တော်လွှွှေထားမိတယ်သူ့နေရာကိုကျွန်တော်မမှတ်မိတော့ဘူးဗောအဲ့လိုခါမျိုးမှာဆိုရင်ဒီကောင်ကို spot move မှာ on ထားပြီးတော့တစ်ချက်နှိပ်လိုက်သူ့ dialogue ပေါ်လာနေမယ်ပေါ်လာချိန်မှာ original time stamp ဆိုတာရှိတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ okay နှိပ်လိုက် ဒါဆိုတော့သူ့ original နေရာကိုပြန်ရောက်လာတယ်။နောက်ကျွန်တော်ဒီ track မှာမလိုချင်လို့ဖမ်းထားပြီးတော့မှဖြတ်လိုက်မိတဲ့ဟာတွေပေါ့နော်။ဒီ click list ထဲမှာရှိရင်ပြန်သုံးချင်တယ်ဆိုရင်လည်း original time stamp နဲ့ပြန်ခေါ်ပြီးတော့နေရာတိကျပြန်ထည့်လို့ရပါတယ်။ spot မှုကတော့ကျွန်တော်မှားယွင်းပြီးရွှေ့မိတဲ့ file တွေကိုသူ့နေရာသူပြန်ရောက်ချင်တဲ့အခါမျိုးမှာမမှတ်မိရင်ဒီကောင်နဲ့သုံးချရပါတယ်။ original time stamp ။နောက်တစ်ခုကတော့ grip move ပါ။ grip move ကတော့ ကျွန်တော်ဒီ split နဲ့ပြောင်းပြန်ပေါ့ grip move မှာကျွန်တော်တို့က big bar နဲ့ရွှေ့လို့ရတယ် second milli second နေနဲ့ရွှေ့လို့ရတယ် big guy bar guy ရွှေ့မယ်ဆိုရင်ကျွန်တော်ဒီမှာရွှေ့မယ်မကွက်တီဒီလိုမျိုးပေါ့နော်ကျွန်တော်ဒီဂျားတဲ့တွေဘာတွေကိုရွှေ့လို့မရဘူးသူကဒီကွက်တီပဲသွားတာပေါ့ great app မှာဒီ note thinking guitar လေးရှိတယ်ဒါလေးကိုနှိပ်လိုက်ရင်ကျွန်တော်က note တံပိုးရွေးပြရတယ်ဥမာကျွန်တော်1 bar ထားထားမယ်ဆိုပါတော့ကျွန်တော်ကဒီမှာဘားယူထားမယ်ဆိုရင် ကျွန်တော်ရွှေ့တဲ့ဟာတွေကမတပါကွက်တီပဲရွှေ့လို့ရပါမယ်ဒီကြားထဲတွေရွှေ့လို့မရတော့ဒီမှာကျွန်တော်တို့က1.4ယူထားမှာဆိုရင်တပိချင်းရွှေ့လို့ရမယ်ဒါမျိုးပေါ့ကျွန်တော်အနုစိတ်ဆိုရင်1.16လို့ပြောဆိုရင်ဒီမှာအစိတ်ကလေးတွေပိုကျဲသွားတယ်တော့1 EN နေ တပိကိုလေးလုံးနှုံးနဲ့ရွှေ့လို့ရတယ်။ notes တံပိုးတီကြကျွန်တော် notes တွေကို b ไก่ b ไก่တီးဖြတ်ခြင်းတဲ့ခါမျိုးမှာဒီကောင်ကသုံးဝင်ပါလေ။ဝမ်ဘာမှာရွေးထားမဆိုရင်ကျွန်တော်ကြားတဲ့ဘက်ရွှေ့လို့မရဘူး။သူတပားသာပဲကွက်တီးရွေးมาဖြစ်ပါတယ်။ဒီလိုကျွန်တော်တို့ခောက်တဲ့အခါမှာလည်း ဘားနဲ့ကွက်တီခောက်တာဖြစ်ပါတယ်ဒီကတော့ yo grip ပါအဲ့လိုမဟုတ်ပဲကျွန်တော်တို့ကဒီ grip ကိုပဲ F4 နောက်တစ်ချက်တောင်းမို့ရင် mouse နဲ့တစ်ချက်နှိပ်လိုက်ရင် relative grip ဖြစ်သွားမယ် relative grip ကကြတော့ကျွန်တော်တို့မှ slit နဲ့လုပ်လိုက်မယ်ခဏလေးဒီလိုပေါ့နော်ပြီးပါအကိုက်မဟုတ်ဘူးကျွန်တော်ရွှေ့ကျင်တဲ့နေရာကို slip မှုနဲ့ရွှေ့ထားမယ်သူကဒီဘားရဲ့အပြင်လေးမှာထွက်နေတယ် ဒါကိုကျွန်တော်ကရိုးရိုး grid နဲ့ရွှေ့မယ်ဆိုရင်အဘာရောရှေ့တစ်ပါးကိုရွှေ့မယ်ကျွန်တော်ကတော့ဒီဘားကိုက်ကြီးဖြစ်သွားပြီကျွန်တော်ပထမအတိုင်းအဆွန်ထွက်နေတဲ့ဟာလေးမဟုတ်တော့ဘူးဒီလိုအဆွန်ထွက်နေတဲ့ဟာလေးမဟုတ်တော့ဘူးမဟုတ်တော့တဲ့အတွက်သူ့နေရာကွက်တီဖြစ်အောင်ဆိုရင်ကျွန်တော်ဘလို့မှအဆင်မပြေဘူးပေါ့နော်နားထောင်ပြီးလိုက်ရွှေ့ရင်လည်းတဲ့ဖို့ဆိုတာက တော်တော်ခဲရင်ပါလေမဖြစ်နိုင်ပါဘူးအဲ့လိုအချိန်မျိုးမှာကျွန်တော်တို့က relative grid နဲ့ရွှေ့မယ်ဆိုရင် အဆင်ပြေပါတယ်ဒီမှာ relative grade ကိုပြောင်းလိုက်မယ်ဒီကောင်ကိုကျွန်တော်ရှေ့တစ်ပါးရွှေ့မယ်သွတ်သွတ်သူသူအဆုံးထွက်နေတဲ့ဟာအဆုံးထွက်နေတဲ့အတိုင်းလေးပါလာပါတယ် copy paste လုပ်ရင်လည်းအတူတူပါပဲဒီကောင်ကိုကျွန်တော် copy ကူးမယ်ပေါ့မကျွန်တော် copy ကူးလိုက်မယ်သူ့အဆုံးထွက်တိုင်းပဲဖြစ်မယ် ကယ်လို့ဒါကျွန်တော်ကအဲ့လိုမဟုတ်ပဲရိုးရိုး grid နဲ့ဆိုရင်မှကျွန်တော် order နှိပ်ပြီးတော့ copy ကူးလိုက်မယ်ตัวดีมา1နေရာကြီးမှာဒီဟာตั้วจ่ามาကျွန်တော်အဆုံးထွက်တဲ့ဟာရှေ့မှာမပါတော့မရတော့အဲ့လိုမျိုးရှိတယ်အဲ့ကြောအဲ့လိုဟာမျိုးဆိုရင်ကျွန်တော်တို့က relative grid ကိုသုံးမှာအဆင်ပြေမယ် relative greatness ဆိုရင်ကျွန်တော်တို့မှာ order ဖိထားမယ် copy ကူးမယ်မသူအဆုံးထွက်တိုင်းသူရှိတယ်နေရာရွှေ့လည်းဒီလိုပဲသူအဆုံးထွက်ကအဆုံးထွက်လေးအတိုင်းပဲရှိနေတယ် relative great ကတော့အဲ့လိုမျိုးသုံးတာပါအဓိကအသုံးများတာကတော့ဒီမှာ slip မှု spot မှု big grip မှုပေါ့နော် shuffle ကတော့အသုံးနေပါတယ်ဒါကတော့ pro 2မှာမတိမဖြစ်သိရမယ် ကျွန်တော် edit မှု၄မျိုးဖြစ်ပါတယ်ဝါသနာခြင်းတွေအတွက်အဆင်ပြေသုံးဝင်မယ်လို့ထင်ပါတယ်ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်